မင်္ဂလာပါခင်ဗျာဆန်ရည်သူဆရာဇေဦးရာရေးသားတော့စိုးတဲ့အမေလို့အမည်ရတဲ့ဝိထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာစိုးတဲ့အမေအခန်းတည်းရှင်သားကဇေရကြရင်တော့ခဏနားကြအောင်စို့အမညမဖြစ်သူစကားကိုကြားမှ နားဖို့တတိယသည် စိတ်အဟုန်ကြောင့်သာဇောကတန်နေမိသည် လူလဲပင်ပန်းနေပြီမနက်ကလေးကမနာစတန်လျှောက်လာခဲ့ရသော ရှေးတော်တို့သည် ခွေရင်ချင်းချင်းဇရက်ပေါ်မှာခဏနားကြသည် မောပန်းမှုနှင့်အတူဆို့လာသော ရွှေဆက်ကိုခေါင်းမှပေါင်ထားသောတပတ်ဖြုတ်ပြီးတုပ်သည် မုန်းတဲ့နေသည်ပူပူလောင်လောင်မနှက်စာစားချိန်ကြော်လာခဲ့ပေမဲ့လိုလိုမယ်မယ်ထဲလာခဲ့သော ထမင်းကြိုင်ကိုအခုအထိ မတို့မထိရသည်စားချိန်စိတ်ကလည်းမရှိဘဲစီဘဲဝယ်မှန်းမသိသောအရက်ဒေတာတစ်ခုတို့မိဘများစကားရ အတိုင်းသာလာခဲ့ရသည် အခုအထိလူရင်းကိုမရောက်နိုင်သေးလမ်းတွေးသမျှလူတွေကိုကြားသိရွာအကြောင်းမေးကြည့်တော့တချို့ကဝေဝေဝါးဝါတချို့ကလည်းမသိတယ်လို့သိတယ်လို့ဖြေကြသည်တိတိကျကျပြောနိုင်သူကနေပါသည်မှန်းရှိရမ်းရှိဖြင့်လာခဲ့ရသောခရီးကဘယ်ရောက်လို့ဘယ်ပေါမှန်းမသိခဲ့တော့ထညာတလုံးကိုအตาဝါးရှိပြီရင်းနှီးပြောချတော့အမောတွေတက်တာတွားတဲ့အောင်ဆို တားစောကြောင့်သာလာခဲ့ရပေမဲ့90ဆိုသောအသက်အရွယ်တွင်ခန္ဓာသည်မောပန်းခြင်းကိုအလွယ်တကူသိစေခဲ့ပြီဝမ်းရည်စက်သည့်တာဒုက္ခပေးလာသည့်တာစိတ်နာရသည်အဖေအဖေမှန်းမသိအမေအမေမှန်းမသိထင်ရာဆိုင်သွားတော့တာတွေ့ရင်တော့အကြောင်းသိရသေးတာဘို့ဟု တေးထားမိသည်နင့်ကိုလွမ်းလို့လာတာမဟုတ်ဘူးငါအမေက နေထပ်ပိုးပြီးစိတ်ပြက်တယ်ဆိုတာကိုပြောမလို့လိုက်လာတာဟုတ်တွေ့ရင်တပ်ပြင်းကိုခက်လေးလေးရှာသည်ခန်းနှင့်တမီးပေါက်တယောက်ထုံးတဦးမို့အရှိတ်ပိုးရသည့်ဒီကလေးကငယ်စင်းကလေးကဆိုးလာသည်စော်လာသည် သူမို့ထိမ့်မနိုင်တိမ့်မနိုင်တော့အောင်အစာနောက်တန်လာသည်အရေးတဲ့ဦးလေးလူပြိုပေါက်တွေမြောက်စားမှုကြောင့်ပိုဆိုးသည်သူမှွေသည်။ပယောကကြောင့်လာရောက်တိုင်ကြသည်။ အတိုင်တော်တွေကလည်းနေစဉ်နဲ့အမျှဖြည့်ရှင်းနေရတတ်သည်။သူကလည်းစနေသမီးနေတဲ့ရေတက်မှမွေးသူမှုဒေါသကလည်းထစ်ခနဲဆိုငယ်တိတ်တက်ဆောင်တတ်လေသည်။ငယ်စဉ်ကတည်းကဒုက္ကိုင်ဆုံးမတတ်သော သူအချင်းကြောင့်တားကြောပြင်တားတင်မတို့မှအချိုးရတွေထက်နေတော်လေ။ဒင်းကတော့အမေကိုကြောက်ရကမ်းမှတိတ်မသိ။နောက်ထပ်သားသမီးတွေမွေးလာသည့်အထိဒင်းကဆိုးကောင်းတော့ အစအနောက်ကောင်းနေတော့ရိုက်နေရတော့တခါတရံလဲအตาအရရိုက်မိပေမဲ့စိတ်တူလာလျင်ဒေါသအလျောက်နာနာချင်းချင်းရိုက်မိတတ်သည် တခါသားကသူထမင်းရှက်သည့်နေရာသို့တားငယ်လာဆော့သည်အမေကိုစကျင်သောတားငယ်သည်ဘေးမတိရံမတိရှက်လက်စာဟင်းကွက်ထဲသို့ စားရီအများကြီးထည့်ပြီးပြေးသည်ဖြင့်စိတ်တူတူနှင့်မီးဘိုကမီးစားနှင့်ကောက်ပေါက်လိုက်မိသည် တားရှိသလုံးမှာမီးလောင်တံရကအခုချိန်အထိအနာရွတ်ထင်ခဲ့သည်ဒေါသကြောင့်တုံ့ပြန်မိတော်လေဒေါသပြေးတော့မျက်ရည်ဖြိုင်ဖြိုင်ကြာရသည်ရင်ထုမနာဖြစ်ရပြန်သည်ဆယ်ကျော်သက်အရွယ်တားငယ်ကိုငုံငုံရည်ရည်နဲ့တောင်းမှဖြစ်သည်ငါအကြောင်းကိုသိရနဲ့နေပါကြောင့်ဆိုးရတာတော့လို့ဆိုတော့တားငယ်ကသူ့မေးစိကိုအตาကိုင်းပြီးအမေကိုရှစ်လို့စမိတာပါဗျာ ျုပ်ကမဆိုးပါဘူးတဲ့မီးလောင်တန်ရနဲ့တားငယ်ကနောက်နေ့တွေမှာအစော့မပြတ်အစားမပြတ်ပေမဲ့အမေဖြစ်သူသူကတော့တပတ်လောက်ထမင်းမစားနိုင်လောက်အောင်စိတ်မကောင်းခြင်းကြီးစွာဖြစ်ရသည်မှတ်မှတ်ရရတကယ်ကိုအမတ်ရမိလောက်အောင်စိတ်နာကြည်ရလောက်အောင်အဖြစ်အပျက်တစ်ခုကတားလူပြိုပေါက်အရွယ်မှာပေါ်လာခဲ့သည်ထိုနေ့ကသူသည်စဘာရိပ်ရာမှပြန်လာကားစအချိန်ဖြစ်သည် ။စပတ်လုံးရွေးနေသည့်ညီမငယ်ကိုစားနောက်ရှင်နေသောတားငယ်သည်ညီမငယ်အလက်မှာဆံပန်းနဲ့သူ့ရွေးပြီးသားစပတ်လုံးတွေပြန်ထည့်ပြလိုက်သည်။စဘာရိပ်ရာမှာမော်မော်ပန်းပန်းနဲ့ပြန်လာသော သူ့ကိုတမီးငယ်ကငိုကားရေကားဖြင့်တိုင်တန်းလာသောအခါတွင်ထစ်ခနဲဆိုစိတ်တူတတ်သော သူ့ဒေါသကို မထိန်နိုင်ခဲ့။ရည်နေသောတားငယ်သည် အမေဒေါသကိုမြင်တော့ပြေးမရောပြင်သည်။ဒါကိုတွေ့တော့ သူ့ခါတက်မှာထိုးထားသောတစဉ်ဖြင့်သားငယ်ကိုလှမ်းပစ်လိုက်သည်။အိုးပြန်မတွေးခြင်းပြန်တွေးမိတိုင်းရင်နာရသည် ဖြေမစင်နိုင်ဖြစ်ရသည်အိမ်မဆိုးတစ်ခုပါမှာနှိရှိလာများသူ့ကိုရှောက်လန့်နေခဲ့သောအဖြစ်အပျက်တွေးတွေကတဆက်ဆက်ယူစည်းလျက်အံ့ဩထိတ်လန့်နေသောသားငယ်သည်ရှည်တော့မှာစိုက်ဝင်နေသောတစဉ်ကို အလံတကြားကြည့်နေလျက် ကြောက်လန့်မှုကြောင့်တားငယ်သည့်အတန်မထွက်နိုင်စူးစူးဝါဝါအော်လိုက်သောတမီးငယ်အတန်ကြောင့်လူတွေအပြေးလွှားရောက်လာချိန်မှာတော့တားငယ်သည်ကြောက်လန့်မှုနှင့်တတိလက်ခဲ့လေပြီသူကရောဂျိုးကောင်လေးမှတ်ပလားဟဲ့ဟမ်နောက်လှုပ်ရှင်ဩဟဲ့စကျင်ဩဟဲ့ဖြင့်ဒေါသမပြေနိုင်ခဲ့သည်အမေတယောက်ပင်မထိန်နိုင်မသိမ့်နိုင် ထွက်လာသောဒေါသတွေက သူ့အာယုံတွေကိုမှောင်မားစေခဲ့သည်သူ့အသည့်တွေကိုလွတ်စေခဲ့သည်တားငယ်စေးုံတက်နေစဉ်ကာလာတလျှောက်လုံးသူ့မလိုက်ဖြစ်သူ့ကိုမြင်ရင်တော့တားလေးကကြောက်ရှာတော့မည်ဟုတွေးမိသည် တွေးဝေမိသည်တားငယ်စေးုံကဆင်းလာတော့သူတွေးသည့်အတွေးကမှန်ကန်နေကြောင်းကို တွေ့လိုက်ရသည်အခါတိုင်းသူစိတ်ပြေတာကိုမြင်ခြင်းလည်းရင်သူ့ပခုံးကိုဆွဲပြီးတားကရှစ်လို့စတာအမေကလည်းဟုတ် လာချော့နေကြတားငဲ့သည်အခုအခါမှာတော့သူ့ကိုမြင်လျင်ခန္ဓာကိုယ်ကစက်ခနဲတုံသွားတတ်လေသည်အနာသွားမိလျင် အလိုလိုဝိုင်းကျယ်ပြုတ်ဆက်လာတတ်သောတားငဲ့မျက်ဝန်းတွေကနေတတ်စရာမရှိအောင်သူ့ကိုကြောက်လန့်နေကြောင်းတတ်တည်ပြုတ်နေလေသည် ထိုချိန်မှစ၍တားငဲ့နှင့်သူကြားတွင်ဖြည့်ပြောင်းမရနိုင်လောက်သည့်အရေးဆိုးတစ်ခု ကတ်တွင်ညှိခဲ့လေသည်တားငဲ့သည်သူ့အနာမကတ်တော့ ပင်စီကကြွေကြသာသောတည့်ရွက်တစ်ခုပါမှာလေနေရာတို့သာရင်းတော်သည် အခါတိုင်းကြားနေကြဆဲလဲတံရှိုရှိုသည်ပျောက်ခဲ့လေသည်လမ်းလျှောက်လျင် ထော်နှင်းထော်နှင်းနှင့်လျှောက်နေရသောတားငယ်ကိုတွေ့တော့ဝမ်းနေမှုနှင့်အတူမရှိတင်ငယ်ဖြစ်မှုက နေဆဲခြင်းရှင်မှလင်းတယ်လို့ပူလောင်ရသည်ညီအေးကိုသားသမီးအရင်ရှာကုန်များလောက်ရတဲ့ဟဲ့အံ့ပါရဲ့တော့သို့သောစကားတန်တွေကြား မြို့သိထားခဲ့ရသော နောင်ရတရားတို့ကရင်နှင့်မဆန့်ခြင်းတားငယ်အဲ့ရဘေးမှာသူမသိအောင်ခိုးကြည့်ရင်ကြာဆင်းခဲ့ရသော မျက်ရည်တို့သည်ပင်လယ်ရေပေါ်မှာကုန်ခန်းနိုင်အံ့မထင်တော့လောက်အောင်အခန်း၃တားကနှွေကြောင်းပိရက်မှာကိုရင်ဝှက်ရှင်လို့တဲ့အဲ့ဒါအမေကိုမပြောရတော့တယ်ကွာတရက်မှာယောက်ျားဖြစ်သူကဆိုလာတော်စကားကိုကြားတော့ရင်နှင်းရသည်တားငယ်သည်သူ့ကိုဘာမှမပူစားတော့ တခုခုလိုအပ်လာလျင်ဖအေးကိုသာပြောလေရှိတော်သည်တားသည်အမေကိုရှောင်ဖယ်ယုံမြမကစကားတော်မဟာတော့ပြီကောခံစားလာရသောစိတ်တော်ကားနှင့်အတူဝဲတက်လာသည့်မျက်ရည်စားတို့ကိုအตาထင်းရင်ခက်ဆက်ဆက်ပြန်ပြောလိုက်သည်ဝဲ့ဝဲ့တတလုံးပြန်မထွက်ခန့်နဲ့လို့ကျုပ်လဲဝွကျွတ်တာပဲလို့ပြောလိုက်တကယ်လဲတားငယ်ကကိုရင်ဝဲသွားခဲ့လေသည် အမေလူမိုက်မာကြီး သူ့ကိုယ်တော့မဝက်ခင်မှာကတော့သွားသေးသည် စိတ်နာနာနဲ့ဘာစုမှမပေးမိထိုအစားပြန်မလာနဲ့ပြန်မလာလေအေးလေပဲဟုသာစုပေးလိုက်မိသည် အမိုက်မကြီး၏မဆုံးနိုင်သောအမိုက်တရားတွေကိုတားငယ်သည်ခြောင်ခွာခဲ့လေပြီအမေကို ပြန်မကြည့်တော့စုံးငန့်ကြွလာလျင်တော့အမေကိုပြန်မကြည့်လူသည်များစုံးကိုသာအာယုံပြုလေသည်မင်းနိုင်ပါမှစကံပြန်ရသည် ်ကျောင်းသို့ဥပုပ်ဆောင်တာမြင်လျင်တော့အဝေးကနေရှောင်းသွားတတ်သောတားကိုမြင်လျင်စနေသမီးအမေက တွေးတက်ရလေသည်နောင်မမေးပြတော့တားငယ်စိတ်အနှောက်ယှက်ကင်းအောင် ကိုကဥအောင်ရှောင်းပြသည်ဖျားရိပ်တရားရိပ်မှာတားငယ်စိတ်ထဲကနာကျင်မှုတွေပြောက်လာကောင်းပါရဲ့သူ့အပေါ်ခွင်းလွတ်နိုင်လာကောင်းပါရဲ့ဆရတွေးနဲ့မရောက်သေးသောအနာဂတ်ကိုစေးရောက်နာလာချဲ့ကြည့်မိသည် အကောင်းဘက်ကမျော်မိသည်ထို့သောမိမိအိမ်ကို ဆုံးကမကြွလာတာတပတ်ဆယ်ရက်မြောက်ကြာသောအချိန်မှာတော့သူ့သားငယ်ကို တွေ့ကျင်လာမိသည်နေများမကောင်းလို့လေလားအတွေ့ဖြင့်ဖခင်ကြောင့်တွားကြည့်ဖို့သားငယ်အဖေကိုအဖော်ခေါ်တော့မှအကြောင်းရင်းကို သိရသည်သိတော့ဒေါသကပြန်ထွက်ရပြန်သည်သားငယ်သည်လူမထွက်ချင်တော့တဲ့စာတင်ကိုတော်ဖြစ်ရန်အတွက်မြို့ကစာတင်တိုက်တစ်ခုကိုတွားပြီတဲ့ အမေတားမှဆိုရင်မပြောပါနဲ့လို့အဖေကိုမှားလိုက်တဲ့။ရန်ပုံမိကြလောင်မြတ်ရသောဒေါသတွေအောက်မှာ နာကျင်မှုတို့ကအတိုင်းအဆမရှိ။ငါလက်ကလော့အောင်ပြေးတာပေါ့လေ။အေးပြေးပြေးမိခင်ဆိုတဲ့ငါကလည်းဘူးဆိုဖယုံမသိဘူးဟဲ့။နင်းကိုလွမ်းရင် နောက်တယောက်ဖတ်မွေးပြစ်မယ်။လွမ်းစရာချင်းရင်နာရာနဲ့ပဲဖြေးမယ်။စိတ်တိုင်းကြတာနေပြီတော့ဟေး။ ပောက်ကွဲမိတော့သည် လွမ်းနာကို နာနာနဲ့ပဲဖြေခဲ့ပေမယ်ရေမလွယ်သောသားကိုတော့တကယ်တမ်းမလွမ်းမဲလဲမနေနိုင် လွမ်းပြီးတော့လဲရင်နာခဲ့ရသည်ချီအခန်းလေးအမ အမမောပန်းမှုတွေကြားမှာမှေးကနေဖြစ်သွားမိသည်ညမဖြစ်သူနှိုးမအတိတ်တွေတဲ့အိတ်ဆက်နေသောအတွေးတွေကပြစ်စုံပန်စီပြန်လဲလာသည် အမ ီကလေးမလေးနှစ်ယောက်ကကြားတိရွာကားတဲ့အမရဲ့အကျိုးကြောင့်မေးကြည့်ရအောင်လို့အမကိုနှိုးလိုက်တာမျက်လုံးအဖွင့်မှာအသက်20ကျော်ခန့်မိန်းကလေးငယ်၂ယောက်စစောတုန်းကတော့ဇေယျပေါ်မှာဒီကောင်မလေးတွေမရှိသေးသူမှီးကနေအိပ်ပြောသွားတော့အချိန်တွင်ရောက်လာတာဖြစ်မိကြားတိရွာဆိုတော့အတန်ကြာတော့မေးစင်းနေသောမျက်လုံးတို့ကပြူးကျယ်လာခဲ့လေသည်ကြားတိရွာကြောင့်ကကြောင်းနိုင်ဖုံးကြီးမမြဲဘူး ကျောင်းထိုင်ပြီးတနှစ်ကျော်ရင် ပြန်လုံတော်မူကြတာသုံးပါးဆက်တိုက်ရှိလာတော့နောက်ထပ်ဘယ်ဖုန်းကြီးကားမှကျောင်းမထိုင်ရဲကြတော့ဘူးအရစကားကတော့အတော်ရဲ့အရင်ဖုန်းကြီးကကျောင်းမှာတရေကြီးဖြစ်နေတာတဲ့သူကသူ့ကျောင်းလာထိုင်တာကိုမကြိုက်လို့လောက်တာလို့ပြောကြတာပေါ့တကယ်တော့သူယောဂာနဲ့သူပြန်လုံတော်မူကြတာပါအဲ့ဒါနဲ့ပဲဖုန်းကြီးဆက်ပြတ်နေတာ၃လနှစ်လောက်ရှိပြီဒါနဲ့မျိုးကစာတင်တိုက်ကိုတက်ပြီး ကျောင်းနိုင်ဖုန်ကြီးပေးဖို့တိုက်အုပ်ဖုန်ကြီးကိုခြောက်တော့တိုက်အုပ်ဖုန်ကြီးကသူ့ဘေးကဦးစင်းတစ်ပါးကိုမေးတဲ့။ဒါနဲ့တော့မောင်စန္ဒကမောင်မစင်းလိုက်သွားမလား။မပြောတော့ပြန်လာဖို့ကွာဆိုတော့အဲ့ဒီဦးပစင်းကတင်ငန်းကောက်ယုံပြီးတခါတည်းလိုက်လာခဲ့တာပဲအတော်ရဲ့။ပြုံးပြော့နေဟန်သူငယ်မစကားကြောင့်အမောပြေကာစရင်တောင်ထိတ်ခနဲတုံသွားမိပါရဲ့။ဖះဖះ ငါလိုက်လာမိတာတော်ပါသေးရဲ့လားဒီသားတော့ဘေးမမြင်ဘီးမမြင်နဲ့မဖြစ်ဘူးမဖြစ်ဘူးဘလို့မှခေါ်မရရင်တင်ငန်းမှလို့ဆွဲချွတ်ပြီးအတင်းခေါ်ရမှာပဲဒီเจ้าမှာတော့ဘလို့မှကြောင်းနေခိုင်းလို့မဖြစ်ဘူးကြောင်းထိုင်ခိုင်းလို့မဖြစ်ပါဘူးတော့အတွင်းနဲ့အတူတူပူလာတော့ရင်ဆောင်ကတုံကျင်တယ်လို့လို့အခုကျုပ်တို့ဒီဘာလုံးပျော်နေကြတာအတော်ရဲ့အခါတိုင်းတာရေးနာရေးရှိတိုင်း သူများရွာကဖုံးကြီးကိုပြည့်တင်ကြရတာရဲ့အခုကိုเจ้าနဲ့ကိုဖုံးကြီးနဲ့ဆိုတော့မျက်နာမငယ်ရတော့ဘူးပေါ့တော့เจ้าနိုင်ဆရာတော်အစ်စ်ကစာသင်သားဆိုပေသည့်တရားဟောတော်အတော်ကောင်းဆိုပဲဖုံးကြီးငတ်နေတာကြာပြီဆိုတော့เจ้าတင်ပွဲကိုအကြီးအကျယ်ကျင်းပလိုက်ကြတာမန္တလေးဆက်25ပြီဇက်ပြိုင်ကကြပါเจ้าတင်ပွဲကဒီနေ့အဝင်လေဝမ်းသာအာရပြောနေတဲ့တငယ်မနဲ့ စန်းကျင်ဘက်သူ့စိတ်ထဲမှာတော့စိုးရိမ်ပူပန်စိတ်ကြီးကအလုံးစိုးနေတယ်လို့တတ်လာသည်ပြေးနေသောခေါင်းပေါင်းတော်ပြတ်ပတ်ဖို့တတိမရဇရက်ပေါ်ကနေအောက်ကိုဘလို့ရောက်လာမှန်းလည်းမသိတော့လုံးကြီးကိုတူတူပြင်ဝင်လိုက်ပြီးစီးထားသောညက်ဖက်နှက်ကိုရှုတ်ပြီးခါးကြထိုးမိသည် အလန်တကြားသူ့ပုံစံကိုမြင်တော့ကလေးမနှစ်ယောက်ကထိတ်ထိတ်ပြပြဖြစ်သွားဟန်လာဟေ့မိခင်ပြေငါတို့နောက်ကျတော့မဖြစ်ဘူး သွားကြစို့ဟဲ့မြ мян ။နောက်ကြတော့ကတော့ကိုချိုးနေတော့မယ်။ဒီနေ့ကိုရအောင်ပြန်ခေါ်ရမယ်။အခန်းကရွာထိတ်နာအရာလော့စပီကာဖွင့်တဲ့ကြားရတော့သူ့ရင်ထဲမှာဝမ်းနဲ့စိတ်ကလှိုက်ခနဲတက်လာခဲ့လေသည်။လောက်ရက်တဲ့မောင်မစင်အကျိုးလည်းမပြောအကြောင်းရင်မကြား။ဆွေပြက်မျိုးပြက်တန်ရောစဉ်ပြက်ဖုတ်ဖက်ခါပြီးလိုက်သွားတဲ့ မမြင်ရတာကြာတော့မနေနိုင်လို့သင်္ကန်းလူရင်ဆိုပြီးစာတင်တိုက်ကိုလိုက်သွားမိတို့တာပေါ့တိုက်အုပ်ဖုံးကြီးမင်းတို့ အကျိုးအကြောင်းသိရတော့အိမ်တော်မပြန်ဖြစ်ပဲညီမနဲ့ရောပြူးပြူးပြပြနဲ့အပြေးလိုက်လာကြရတာရဲ့တိုက်အုပ်ဆရာတော်ကအဆောင်ထဲပေးလိုက်မယ်နေကြအောင်လို့တားတာတောင်လှဲ့မကြည့်ခဲ့ဘူးလှဲ့တာမကြည့်ခဲ့ကြပြီမဲ့ကြားသေးဆိုတဲ့ရွာကဘယ်အရက်ဒေသမှာရှိမှန်းသူတို့ကိုယ်တိုင်လည်းမသိဘူး တိုင်းအုပ်ဘုံကြီးကိုတိုင်ကလည်းနေရာကိုအတိအကျမညွှန်နိုင်။ပါဆက်ပါရွာရောက်တာပဲဆိုတဲ့အတွေ့နဲ့အတန်ကြားတဲ့အရက်ကြားသည့်ရွာရှိတဲ့အရက်ဆိုပြီးမှန်းလိုက်လာခဲ့ကြတာရဲ့။အခုတော့ရောက်လို့နေပါပါဘော။ရွာထိပ်ကိုရောက်တော့လူအုပ်ကြီးတအုပ်နှက်ရှိတွေ့လောင်းတငယ်နှစ်စားအွယ်ကနေမိစကုံစီခန်းနေတဲ့အရွယ်အထိနဲတာမဟုတ်။သူတို့လာတာကိုမြင်တော့အားလုံးကလှုပ်လှုပ်ရွာရွာ။ ဖုန်ကြီးမေတော်နဲ့ယဟန်အမလိုက်လာတယ်လို့လာကြိုကြတာဟုစီပြောတော့သူအံ့အားသင့်ရသည်ဆောစောကသူငယ်မလေးနှစ်ယောက်ထဲမှတယောက်ကိုပြိတ်သက်ထဲမှမြင်လိုက်မှသဘောပေါက်မိသည်ထိုကလေးမသည်အရှိမအရင်သွားနေပြီရွာကိုအကြောင်းကြားထားဟန်ပြိတ်သက်ကြားမှာတားငယ်မောင်မစင်းကိုမမြင်ပွဲအတွက်ရွာလူကြီးတွေနဲ့စကားပြောနေကြသည်တဲ့အော်ခရီးအဝေးကနေလာတာတော့ မအေကိုမကြိုနိုင်ချာတော့အောင်ဒင်းတော့နေနေအောင်ပေါ့စိတ်ကိုအောင်းအေးထားရပေမဲ့ဒေါသတွေကရှေတန်းသို့ရောက်စပြုနေပြီကျောင်းဝင်းထဲမှာတော့မန်းတက်ကြီးကဟီးထနေသည်မန်းတက်လည်းမှာတော့တက်ကြီးတစ်ဖွဲ့နဲ့ပေါင်ပစင်အမေနဲ့အတော်လာတာကိုမြင်တော့ဝမ်းသာအံ့ဩနေသည်ပုံတားငဲ့ကိုမြင်တော့လှိုက်တက်လာသောဝမ်းနဲ့စိတ်ကရှုံးအုပ်မရခေါင်းပေါ်ရွက်လာသောသင်္ကန်းတုပ်ကို ဖုတ်ခနဲလွှတ်ရှာသည်လူအုပ်ကြလည်းအတင်းဝင်ပြေးပြီးမောင်ပစင်းစီအပြေးလွှားသွားတော့လူတွေကအလန်းတကြားလမ်းဖယ်ပေးသည် မောင်ပစင်းစီတို့အရောက်မှာတော့တင်ကန်းကိုဆွဲသည်စကားကချက်ချင်းမထွက်မြို့သိမ့်ခရရသမျှနောင်တတရားတို့ကမျက်ရည်အဖြစ်အလျင်စီးကြသည်ဒေါသမောဟတွေကြားမှာလှောင်ပိတ်ခဲ့သောတန်ရုံးစင်တို့ကစကားလုံးအဖြစ်ဒလဟောစီးသည် မောင်ဝဆဲကတော့ပျော်နေတဘောဟုတ်စားကျုပ်အမဲအိုကြီးကိုအမုံတွေအာဃာတတွေထားပြီးကျုပ်အဝေးမှာထင်းတယ်လို့လုပ်နေတာကိုပျော်နေတာပေါ့ဖေဟာကျုပ်မှာတော့ငါသားလေးစိတ်ဆိုးပြင်ပြန်လာမှာပဲဆိုပြီးတရက်အိမ်ပြန်လာနိုးတရက်အိမ်ပြန်လာနိုးနဲ့လေပင်းတော်ချီအောင်မျှော်လိုက်ရတဲ့အမျောမောင်ဝဆင်းကတော့ ကျုပ်ကိုဖုတ်လေတဲ့ငပိရှိတယ်တို့တောင်မထင်တစိမ့်ချိုးချိုးရက်တယ်ဗောဖေဟာအမေအရင်မှာမောင်မစင်းရယ်အမေအရင်မှာဖေဟာကျုပ်ရင်မှာကိုလာလွယ်ဆယ်လာမွေးခရရတဲ့ဒါအရင်မှာကျုပ်စိုးတို့လို့တုံးခဏဗောမောင်မစင်းအနာတေးရပါတယ်လို့ကျုပ်စိတ်အနာကလည်းတေးရပါတာပါပဲဖေဟာကျုပ်မှာတော့ နောင်ဓာတွေနဲ့ကြားလိုက်ရတဲ့မျက်ရည်ဆိုတာလူအမြင်မှမခံဘူးတားကိုရန်သူတို့သဘောထားရတဲ့မိမလို့စွတ်စွဲလာသည်။ကျုပ်ဘာပြန်ပြောဝန်းလို့တော့ကိုအပြင်းနဲ့ကိုမို့ဘသူကမှလည်းနှုတ်မလန့်ရဲဘူးဝတ်တခုလိုအောင်းအင်းနေခဲ့ရတာပါဖေဟာလူတွေကရုတ်ရုတ်တက်တယ်ဆွဲတဲ့သူကဆွဲသည်တိမ့်သည့်သူကတိမ့်သည် ထိမ့်သည့်လူကထိမ့်သည် ထိုင်ပါအောင်ထပါအောင်ပြောသည့်စကားတို့ကသူ့နားတို့မဝင်လေပြီစကားတို့ကိုရေပတ်မဝင်အောင်ရှောက်ပြောနေသည့်ကြားက မောင်ပစင်းတင်ကန်းစာကိုလည်းမလွတ်စတန်းဆွဲထားသည်မဲတော်ကြီးမငိုပါနဲ့လေအခုမှခရီးရောက်မဆိုင်ကိုပင်ပန်းနေတာနားပါအောင်ပြီးမှအေးအေးဆေးဆေးပြောပါမအေးဆေးနိုင်ဘူးဒီအကြောင်းကိုမောင်မစင်းလက်မခံရဘူးအခုပြန်လာခဲ့ တပည့်တော်မကိုတဏှာရင်ပြန်လိုက်ခဲ့ပါဖေ။မောင်မစင်းပြန်မလာရင်တပည့်တော်မကတော့ဒီနေရာကဘယ်တော့မှမရွှေ့ဘူးပြန်လိုက်ခဲဆိုတော့သူ့စကားကိုကြားတော့ပရိသတ်ကလှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်သူကတော့ပရိသတ်ကိုအာယုံမဆိုင်နိုင်မျက်စိမှိတ်လိုက်ရင်ပျောက်ကွယ်သွားလိမ့်မည်နှုံနှုံးနေမောင်မစင်းမျက်နှာတော်ကိုမမိတ်မတုံကြည့်လျက်မောင်မစင်းမျက်နှာကဝေခွဲရခတ်သည့်အလား ိတ်ဆိတ်နေသည့်တည်င်ကခဏမှကြားလိုက်ရသောငိုတန်ငိုတန်သည်တတန်နှင့်မဟုတ်အများကြီးငယ်သူစီမလည်းလာသည်ကြီးသူစီမလည်းလာသည်နှစ်ရှိတွဲလောင်းကလေးမှသည်ရင်ခွင်ပိုက်နိုးဆုနေသူထံမှလည်းလာသည်ဆံပြူသွားကြိုတက်ကြီးအိုရီစီမလည်းလာသည်အိုးကြားသည့်ရွာတရွာလုံးက လူတွေအကုန်ငိုနေပါပေါ့လားအောင်မေရလောက်အောင်အင်တိုက်အားတိုက်ငိုနေသည် သူတို့ငိုတန်းတွင်ကြားမှာ သူ့ဒေါသမောဟတွေခဏတာမျှတိတ်ဆိတ်ကုန်၏အခန်းချောက်တရွာလုံးကလူတွေဤအတတ်နှင့်ယင်ပြီးမောင်မစင်းကိုကာကွယ်ပေးပါမည်ဟုအကြိမ်ကြိမ်ကတိပေးကြတော်လဲသူစိတ်မလျှော့မီအနီနာကြေးရွာတွေကကျောင်းနိုင်ဖုန်ကြီးတွေပါရောက်လာပြီဝိုင်းဝန်းဖြောင်းဖြားကြသည် သူနောက်မဆုံမီမောင်မစင်းလက်ကို တွင်တွင်ဆွဲထားသည် နောက်ဆုံးသူ့ဘက်ကိုဘက်ညင်းခုန်ကြရင်ဖြင့် ဆွဲလာလွဲလာတွေဖြစ်ကုန်ကြတော့မောင်ပစင်းကအားလုံးကိုညှင်ခိုင်းလိုက်ပြီးသူ့ကိုစကားတခွန်းဆိုသည်မဲတော်ကြီးကိုမုံလို့အဝေးပြေးတာဟုတ်ပါမလားလေဒါပေမဲ့ကြုံကြောင်းမဲတော်ကြီးစိတ်တူရတာဒေါသထွက်ရတာပင်ပန်းရတာတွေကိုမြင်တော့ကျုပ်ကိုကျုပ်သားမိုင်းလို့တွေးမိပြီးမဲတော်ကြီးနဲ့ဝေးရနေခဲ့တာပါ ကိုကိုမွေးထားတဲ့အမေပဲလေဘယ်သူကမချစ်ပဲနေမှာတော့ ရှစ်တာပေါ့မဲတော်ကြီးရဲ့ကျုပ်ကောင်းမှုကုသိုလ်လုပ်လေတိုင်းမဲတော်ကြီးနာမည်ခေါ်ပြီးအမြဲတမ်းအမျှပေးဝင်နေကြပါအပြစ်ရဲ့လို့လည်းမတင်မိပါဘူးမဲတော်ကြီးအတွက်ဆိုခြေထောက်တစ်ဖက်တင်မကဘူးနှစ်ဖက်စလုံးဖြတ်ပေးဆိုရင်တော့ကျုပ်ကကြည်ကြည်ပြူပြူပေးနိုင်ပါလေအခုမဲတော်ကြီးငိုနေတာမြင်တော့ကျုပ်လည်းစိတ်မကောင်းဘူးဒါပေမဲ့ဒီရောက်ကလူတွေကိုလည်းတနှားတယ် မောင်ပစင်းမျက်နာကပြိုတော့မြင့်မိုးလို့ညိုလာပြီ မောင်ပစင်းစီမမထင်မှတ်သောစကားကိုကြားတော့သူလဲငိုရာမှယက်မိရှိပြီဟုတ်မှဟုတ်ပါလေသာဟုတန်တရာဖြင့်မော့ကြည့်မိသည်အခုတော့မောင်ပစင်းစကားတွေကြွယ်နေလာပါဘကောအံဩမှုတွေကြားမှထွက်ထားသမျှဒေါသတွေတင်းထားသမျှမောဟတွေက ကြက်ပြောက်ငှက်ပြောက်အမောတွေပျောက်ပြီးချွင်လာရသည့်အပြုံးတွေကကြီးကြီးလင်းလင်း မောင်ပစင်းကသူ့ကိုမမုန်းပါဘူးဆိုပါကလားဝမ်းသာလိုက်တာ မောင်ပစင်းရဲ့တပည့်တော်မကိုမမုန်းဘူးဆိုတာနဲ့ကိုတပည့်တော်မသေပြောပါပြီဖေဟာကျေနပ်လှပါပြီဖေဟာမောင်ပစင်းပြောတဲ့လောက်သာတည်င်းသုံးပါတော့တပည့်တော်မလည်းအင်ကိုမပြန်တော့ဘူးကြောင်းမှာပဲတလာကိုသတိနေပြီမောင်ပစင်းကိုစောင့်ရှောက်တော့မယ်အခုကြောင်းတင်ပွဲအတွက် ငှားထားတဲ့မန္တလေးဆက်တစက်ဖိုးစာတပည့်တော်မှ တောင်းဝန်ယူပါရစေရွာသူရွာသားတွေပဲလှဲ့ပြီးအတက်လို့ပြောလိုက်ပြီတော့ဖေးကနေဆိုထွက်လာတဲ့အတန်ကအကျယ်ကြီးတကဘာလုံးကလူတွေအကုံအော်နေသလားအောင့်မေ့ရတယ်ရုတ်တရက်ဆိုတော့လန့်သွားချက်နောက်တော့လဲကြည်နိုးမိပြန်ပါရောလေဒီသားနဲ့ဒီအမေဘယ်ကွဲနိုင်မှာမို့လဲကိုတက်နိုင်သမျှလှုပ်ပေးရမှာပေါ့ နောက်ပိုင်းမှာရွာကလူတွေသူ့ကိုဝိုင်းပြောကြတယ်။ဒီတကမာကြီးစိုးကြတဲ့ဇေဦးရ2019အေဘီလာကျွေမြုပ်တည်ဟုတ်ကဲ့ပါခင်ဗျာ။စာရေးသူဆရာဇေဦးရရေးသားတော့စိုးတဲ့အမေလို့အမည်ရတဲ့ဝတ္ထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။အချိန်ပေးပြီးငွေရောက်နှားစင်အားဖြစ်ပေးခဲ့သူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ။ ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါခြွင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ။